အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျွန်တော်တို့မြန်မာတွေအနေနဲ့အလဲလာပြီးတော့ထပ်နေခြင်းလို့ဗီဇာသက်တမ်းတိုးရင်ပဲဖြစ်ဖြစ်ဘက်ရိုက်တာကလွယ်ပြီးတော့တခြား long stay visa အမျိုးမျိုးလုပ်ချင်ရင်ပဲဖြစ်ဖြစ်သွားကြရတဲ့ government complex immigration division 1ဆိုတဲ့ရုံးနေရာကိုအခုအစ်စ်ဖွင့်လိုက်တဲ့ MRD pink line ရထားစီးပြီးတော့သွားပါမယ်ဗျကျွန်တော်ကအခု MRD အပြာရောင်လိုက်စီလုံးဘူးတာနဲ့ BTS အစိမ်းရောင်စီလုံးလိုင်းစုံတဲ့နေရာမှာရောက်နေပါတယ်ဗျကျွန်တော်ဆာလာဒန်းဆိုတဲ့ဘူဒါကနေအရင်ဦးဆုံး BTS ရထားကိုစီးပါမယ်ဘယ်ဘူဒါအထိစီးရမလဲဆိုတော့ Wapra Sri Mahathat ဆိုတဲ့ဘူဒါအထိကို စီးရပါမယ်ဗျ BTS အစိမ်းရောင်လိုင်းကနှစ်လိုင်းရှိပါတယ်စီလုံးလိုင်းနဲ့စခိုဝစ်လိုင်းဆိုပြီးတော့နှစ်လိုင်းရှိပါတယ်ကျွန်တော်ဆင်းရမဲ့မှတ်တိုင်ဖြစ်တဲ့ Wapra Sri Mahathat က စခွန်ဘေးလိုင်းပေါ်မှာရှိတဲ့ဘူတာပါကျွန်တော်အခုစစည်းမဲ့ဘူတာဖြစ်တဲ့ဆာလာတန်းဘူတာကတော့စီလုံးလိုင်းမှာရှိတာမို့လို့ CM ဘူတာကိုရောက်တဲ့အခါမှာစခွန်ဘေးလိုင်းရထားကို ပြောင်းစီးရပါမယ်ဗျအရင်ဦးဆုံးဆက်ကနေလက်မှတ်ဝယ်ပါမယ် Wapra 3မဟာထပ်ဆိုတဲ့ဘူတာအထိတခါတည်းလက်မှတ်ဖြတ်ပါမယ်ဗျအခုကျွန်တော်ပြထားတဲ့မြေပုံလေးကြည့်လိုက်ရင်နည်းနည်းရှင်းမယ်လို့ထင်ပါတယ်ဗျ။ ကျွန်တော်ကဆာလာဒန်ကနေဆယံဘူဒာအထိအရင်စီးရမယ်။ပြီးရင်ဆယံဘူဒာမှာစခွန်ဘစ်လိုင်းကိုပြောင်းစီးရမယ်။ပြီးရင် ဝက်ဖရာစီမဟာထပ်ဆိုတဲ့ဘူဒာမှာဈေးပြီးတော့လက်မှတ်အစ်စ်ဝဲ MRD ပင့်လိုင်းကို စီးရပါမယ်ဗျ။ဆလာဒန်ဘူရာကနေ National Stadium ဘူရာသွားတဲ့ဘက်ကိုစီးရပါတယ်။နှစ်ဘူရာစီးလိုက်တာနဲ့ ဆယံဘူရာကိုရောက်ပါတယ်အခုဆယံဘူရာကိုရောက်ပါပြီဗျစီလုံးလိုင်းနဲ့စက်ခွန်ဘေးလိုင်းကိုဆယံဘူရာမှာယထာပြောင်းစီးတဲ့အခါဘူရာအပြင်ကိုထွက်ပြီးတော့လက်မှတ်အတစ်ထပ်ဝယ်ဖို့လိုလားဆိုပြီးတော့ကျွန်တော်ကိုလာမေးကြတာများပါတယ်ကိုသွားကျင်တဲ့ဘူရာအတွက်တခါတည်းလက်မှတ်ဖြတ်ထားပြီးတော့ဆယံမှာယထာလိုင်းပြောင်းစီးရုံပါပဲဘူရာအပြင်ဘက်ကို ပြန်ထွက်เสีย လက်မှတ်ပြန်ဝယ်စရာမလိုပါဘူးခမကျွန်တော်ကစီလုံလိုင်းသားမှနေတဲ့သူမို့လို့အခုလိုမျိုးယထာပြောင်းစီးနေရတာပါတကယ်လို့များကိုကစကိုဝစ်လိုင်းသားမှနေတာဆိုရင်တော့နီးစက်ရဘူးတာကနေတခါတယ်ဝက်ဖရာ3မဟာထက်အထီကိုတန်းစီသွားရုံပါပဲကျွန်တော်လိုမျိုးအလုံးမရှုပ်ပါဘူးဝက်ဖရာ3မဟာထက်ဘူးတာကခုခော့ဘက်သွားတဲ့အချမ်းမှရှိတာမို့လို့ကျွန်တော်ကခုခော့တို့ဆိုပြီးရေးထားတဲ့ platform ကနေစောင့်စည်းပါမယ်ဗျာ အခုကတော့ BDS ရဲ့ WordPress 3မဟာတက်ဆိုတဲ့ပူတော်ကို ရောက်လာပါပြီဒီကနေ့ပန်းရောင်လိုင်းကိုကြောင်းစီရပါမယ်ဗျပန်းရောင်လိုင်းရဲ့ပူတော်နာမည်ကလည်း WordPress 3မဟာတက်ပါပဲဗျစယံပူတော်ကနေအခုပူတော်အထိကို15ပူတော်ကျော်လောက်စီးလိုက်ရတော့အတော်တော့လှမ်းတယ်လို့ပြောရပါမယ်ဗျအခုဒီနေရာမှာကတော့ BDS လိုင်းနဲ့ပန်းရောင်လိုင်းကအလွယ်တကူပဲလမ်းလျှောက်သွားလို့ရပါတယ်ဗျပန်းရောင်လိုင်းစဖွင့်တဲ့အချိန်တုန်းကတော့ ဓာတ်ရိုက်လမ်းလျှောက်သွားလို့မရပေမဲ့အခုကတော့လမ်းလျှောက်သွားလို့ရနေပါပြီ။ဘူရာရဲ့အနေအထားကအလဲမှာဆိုရင် ကားလမ်းရှိတယ်၊ကားတွေလည်းသွားနေတယ်။ကျွန်တော်တို့အခုအရှိတက်တဲ့မှာမြင်နေရတဲ့ဘူရာက BDS ရဲ့ဘူရာယုံမှာဒီရောက်ကကားလမ်းဘေးမှာမြင်နေရတဲ့ဘူရာနှစ်ခုကတော့ပန်းရောင်လိုင်းရဲ့ဘူရာတွေပါ။ပန်းအောင်လိုင်းမှာဆိုရင်လည်း BDS မှာတုံးခဲ့တဲ့ Rabbit Cat ကိုတုံးပြီးတော့ယထာစီလို့ရပါတယ်။ ပန်းရောင်လိုင်းကမင်ဘူရီဘက်သွားတဲ့ platform နဲ့နွန်ထဘူရီဘက်သွားတဲ့ platform ဆိုပြီးတော့ရှိပါတယ်ကျွန်တော်တို့ကဂါဘာမန့် complex ကိုသွားမယ်ဆိုရင်နွန်ထဘူရီဘက်သွားတဲ့ platform ကနေစီးရပါမယ် to နွန်ထဘူရီ service center ဆိုတဲ့ platform number 2ကနေရထားသွားဆောင်စီးရပါမယ်ဗျယထာခဏဆောင်ပြီးယထာလာတော့တက်စီးခဲ့ပါတယ် ပန်းရောင်လိုင်းကဖွင့်လာတာမကြသေးသလိုကျွန်တော်ဆိုရင်လည်းပဲဒါကပထမဆုံးအကြိမ်စီးပူးတာပါသူ့ရဲ့ယထာတိဆောက်ပုံခုံအနေထားဘာညာကတော့ MRD BDS ယထာတွေနဲ့ပုံစံမတူပါဘူး ောက်ရောက်မဲ့ဘူရာကတော့ Luxy ဆိုတဲ့ဘူရာပါဒီဘူရာနဲ့ကဲ့ရက်နာမှာ ID Square ဆိုတဲ့ shopping center တခုရှိပါတယ်အဲ့ဒီ shopping center ထဲမှာ immigration ရုံးတခုရှိပါတယ်ထိုင်းကို14ရက် free visa နဲ့လာပြီးတော့9ရက်သက်တမ်းတိုးကျင်သူတွေကဒီ ID Square ဆိုတဲ့ရုံးမှာလာတိုးလို့ရပါတယ်9ရက်သက်တမ်းတိုးဖို့အတွက်ဘာမှမလိုပါဘူးဒီတိုင်းပဲ passport ဓာတ်ပုံတစ်ပုံနဲ့ ဘတ်1900ပေးရင်တိုးလို့ရပါတယ်အခုယထားဖြတ်သွားတဲ့အချိန်မြင်နေရတဲ့အဆောက်အဦးက ID square ပါပဲဘန်ကောက်ထဲမှာဘတ်ရိုက်ထားတဲ့သူတွေဆိုရင်လည်းလက်ပွေနှိပ်ဖို့အတွက်ခေါ်တဲ့အခါမှာဒီယုံကိုခေါ်တာများပါတယ်ကိုယ့်ရဲ့ပွဲသားကလက်ပွေနှိပ်ဖို့ ID square ကို လာခဲ့ပါဆိုရင်ဒီယုံကိုပြောတာပါကျွန်တော်တို့က ID square ကိုကြော်လာပြီးတော့နှစ်မှတ်တိုင်မြောက်မှာ government complex ဆိုတဲ့ဘူရာကိုရောက်ပါမယ်။အဲ့ဒီမှာဆင်းရပါမယ်။ ဝက်ပရာစရီမဟာတပ်ကနေဂါဘာမန့်ကွန်ပလက်စ်အထိကိုရထားစီးရတဲ့အချိန်10မိနစ်လောက်ပဲကြာပါတယ်ခင်ဗျအင်မီဂရေးရှင်းကိုသွားဖို့အတွက်ကတော့ကျွန်တော်တို့ကဘူရာရဲ့ exit tree ကနေထွက်ပြီးတော့ အောက်ကိုဆင်းပြီးတတဲရှောက်ရပါမယ်ဗျချံဝတ္တနာခုနှစ်လံအခုလိုမျိုးဝင်ပေါက်ကြီးမြင်ရတဲ့နေရာကနေအသွင်းကိုတတဲလမ်းလျှောက်ဝင်သွားလို့ရပါမယ်လမ်းလျှောက်သွားမယ်ဆိုရင်တော့10မိနစ်15မိနစ်လောက်ရှောက်ရပါမယ်ဗျနေတော့ပူပါတယ်တယောက်ထဲလာတာဆိုရင်တော့ဒီလမ်းထိပ်မှာ cycle carry တွေရှိပါတယ်ဘတ်20ဘတ်30လောက်ပဲပေးရပါမယ် cycle ဟားစီးလို့ရပါတယ် ကျွန်တော်ကတော့ shuttle ကားလေးတွေစောင့်စီးပါမယ်ဗျအခုလိုဆိုင်းဘုံနေရာကနေ shuttle bus စောင့်စီးလို့ရပါတယ် free ပါ မနက်ခင်းနဲ့နေ့လယ်ပိုင်းဆိုရင် shuttle ကားတွေပေါ်ပါတယ် bus ကားလာလို့ရှိရင်လည်းကားကပေးပြီးတော့စီးသွားလို့ရပါတယ်ကားလာပါပြီဗျကျွန်တော်တို့စီးရတဲ့ကားပုံစံလေးပါ Government Complex ကနှစ်ခုရှိပါတယ် Bedding A နဲ့ Bedding B ပါ immigration ရုံးရှိတာကဘေရင်ဘီဆိုတဲ့အဆောက်အဦးထဲမှာပါအဲ့ဒါလေးတစ်ခုသတိထားပါ မှားတတ်ပါတယ်ကျွန်တော်သွားပြတဲ့ရက်ကရှတဲဘတ်ရပေးခဲ့တဲ့နားကနေပဲအထဲကိုတက်တက်ကြီးဝင်ခဲ့ပါတယ်ဗျယုံကြီးကအကြီးကြီးပါပဲလေးဘတ်လေးတန်ကနေဝင်ပေါက်တွေရှိပါတယ်ဘေရင်ဘီကိုရောက်ရင်ဘယ်ကနေပဲဖြစ်ဖြစ်အထဲကိုတော့အရင်ရောက်အောင်ဝင်ခဲ့လိုက်ပါ သူက government complex ဆိုတဲ့အတိုင်းပဲအစိုးရဌာနတွေပေါင်းစုံရှိတဲ့ယုံအဆောက်အဦးကြီးပါဗျာ အဲ့ဒီထဲမှာမှာ immigration division 1ဆိုပြီးတော့လာဝကယုံတစ်ခုရှိပါတယ်ဝင်ဝင်ချင်းမြင်ကြီးတက်มาတင်မဲ့ immigration ယုံကို တွေ့ရပါမယ်နိုင်ငံခြားသားတွေအများကြီးစုယုံစုယုံနဲ့တွေ့ရတဲ့နေရာက immigration ရဲ့နေရာပါပဲခင်ဗျဒီယုံမှာကဘန်ကောက်လိပ်စာနဲ့နေတဲ့သူတွေအတွက်ရက်60 visa တတန်းတိုးတာ tourist visa ကနေတခြား visa တွေပြောင်းတာ90 day report လောက်တာ reentry permit လောက်တာစသဖြင့် လာဝကနဲ့ဆိုင်တဲ့ကိစ္စအတော်များများလာလောက်ကြရတဲ့ယုံနေရပါအခုနေရာကနေယုံရဲ့အောက်ထပ်ကိုဆင်းလိုက်ရင်စားတောက်ဆိုင်တွေဈေးဆိုင်တွေနဲ့ဓပုံဆိုင်မိထုဆိုင်တွေရှိပါတယ်ယုံရောက်လို့ဓပုံရိုက်ဖို့လိုတာမိထုကူးဖို့လိုတာတွေအတွက်အောက်ထပ်ကိုဆင်းပြီးတော့လုပ်လို့ရပါတယ်အခုနောက်ပိုင်း e extension တိုးတဲ့သူတွေလည်းရှိတာမို့ e extension တိုးကျင်တဲ့သူတွေကတော့ online ကနေလျှောက်လွှာသင်ပြီး appointment ရရင်ဒီယုံကိုပဲလာရမှာပါ ဝင်ဝင်ချင်းအထက်ကနေအပေါ်တစ်ထပ်ကိုတက်လိုက်တာနဲ့ EA extension ဌာနကိုတွေ့ရပါမယ်။ EA extension တမားတွေကဒီမှာဗီဇာကိစ္စလုပ်ရမှာပါ။အပြန်ကိုတော့ကျွန်တော်က line ကစီးပြီးပဲပြန်ခဲ့ပါတယ်။ကျွန်တော် line ကစောင့်ပြတဲ့နေရာပါ။ Firebus ဆိုတဲ့ app လေးကိုစောင့်ထားပါ။ bus ကမှတ်တိုင်တွေနဲ့ line ကနံပါတ်တွေကိုကြည့်ဖို့အတွက်အဲ့ဒီ application ကအသုံးဝင်ပါတယ်။ line ကနံပါတ်166ကိုစီးရပါမယ်။ဒီ line ကက ထိုင်းလို့ဆိုရင်အနုစဝလီလို့ခေါ်ပြီးတော့အင်္ဂလိပ်လို့ဆိုရင် Victory Monument ဆိုတဲ့မှတ်တိုင်ကို ရောက်ပါတယ်။ကိုကဘသူနမ်းမှာတဲတာနေတာဆိုရင်တော့ရထားတွေစီးမနေပါနဲ့ Victory Monument ကနေ166ဆိုတဲ့လိုင်းကားကိုစောင့်စည်းဖို့အကြံပေးခြင်းပါတယ်။သူကအမြန်လမ်းပေါ်ကနေသွားတာမို့ကာစတီးရတဲ့အချိန်ကလည်းနိုင်ဝက်လောက်ပဲရှိပါတယ်။လမ်းပိတ်တယ်ဆိုရင်တော့45မိနစ်ကနေတနိုင်လောက်ကြာနိုင်ပါတယ်။အရန်အဆင်ပြေပါတယ်။ ဒီနေ့ဗီဒီယိုကတော့ immigration ရုံးနေရာဖြစ်တဲ့ government complex immigration division 1ဆိုတဲ့နေရာကိုတိုင်းအောင်လိုင်းရထားစီးပြီးတော့သွားပြပေးခဲ့တာပါဗျရထားစီးပြီးတော့သွားလို့ရနေပြီဆိုပေမဲ့အရန်ကြီးအစဉ်ပြေတာမျိုးတော့မဟုတ်ပါဘူးရုံးနေရာကနည်းနည်းနှမ်းတာမို့လို့တချို့သူတွေအတွက်ကတော့ရထားအဆင်ဆင်စီးနေရတာမျိုးရှိနေပါဦးမယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေ ဖန်နည်းမျှဝေပေးသွားအောင်မှာမိုးကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှူထားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ